ကျွန်တော်ကလုတ်ချင်တာကြာပြီဟိုစဖြစ်ကြတယ်လောရမှာလေကျွန်တော်မိသားစုကြီးတယ်မပါဘူးပစံသူကပါလာနဲ့ကျွန်တော်ရင်းလိုက်တာမင်း15သိန်းမို့ကျွန်တော်ဝယ်လိုက်တယ်မင်းအားရအောင်ပါအဲ့လိုဖြစ်ရင်အမြဲပေးရမယ့်ပစံတွေရှိတယ် ို့တရေ9000လို့မြတ်စွာဘုရားကပစ္စည်းဥစ္စာနဲ့ပတ်သက်လို့ရှိရင်ကောင်းတဲ့အမြင်တစ်ခုရယ်မကောင်းတဲ့အမြင်တစ်ခုရယ်ခြားပြထားပါကောင်းတဲ့အမြင်ကဘာလဲဆိုလို့ရှိရင်ကိုယ်ဒီမှာဒီပစ္စည်းဥစ္စာတွေရှိမဲ့ဆိုလို့ရှိရင်မိမိကိုယ်ကိုချမ်းသာအောင်မွေးဥနိုင်မယ်မိမိရဲ့တာသမီးမိမိရဲ့ဇနီးမယားမိမိရဲ့မိဘဆွေမျိုး မိမိရဲ့တငငချင်းအပေါင်းအသင်းမိမိကိုကိုယ်ရတဲ့ဘာသာရေးကောင်းဆောင်တွေကိုကောင်းမွန်စွာချမ်းသာစွာပြုစုလုံခြုံနိုင်မယ်လို့ဟောပါတယ်။ဒါကမြတ်စွာဘုရားကပစ္စည်းဥစ္စာနဲ့ပတ်သက်အကောင်းတဲ့အမြင်ပေါ့။နောက်တစ်ခါပစ္စည်းဥစ္စာနဲ့ပတ်သက်လို့ရှိရင်မကောင်းတဲ့အမြင်မြတ်စွာဘုရားကလည်းဟောထားတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်မိမိတို့စည်းစိမ်ဥစ္စာတီးမီရှေမင်းခိုးသူအမွေခံတားသူဆိုတဲ့ ရန်သူမျိုး၅ပါးနဲ့လည်းသက်သက်နေတယ်လို့ခေါ်ပါတယ်ဒီတကကြီးတို့ကြည့်ရင်တော့မန္တလေးမြို့မှာနမကြီးဖနက်တိုင်ပိုင်ရှင်ပေါ့လေအခုတော့ तू ကဘွားကိုတစ်ကနေပြန်ဆရပါဒါကလောကရံပါပဲမြတ်ပြားကလောကရံနဲ့ပတ်သက်လို့ရှိရင်မတုံလောက်ဖို့ရဲရင်ပြတ်သားစာရင်ဆိုင်နိုင်မဲ့ကိုခေါ်ကြပါတယ်သူကိုယ်တိုင်နဲ့တကိုးတွေရှိတော်လည်းပဲလောကရံကိုတကိုးနဲ့အဖြစ်ရှင်းပဲနဲ့ ပုံမှန်လူတွေတို့ရှင်ဆိုင်သွားပါတယ်နော်ဝိရဒံမှာကတ်တိုက်တော့လေအရှင်မောင်မောင်ကတကိုးနဲ့လှုပ်ပြီးတော့ကျွေးမြပြောတော့လေတားမြစ်ပါတယ်သူကိုယ်တိုင်ဥဒ္ဓနတမန်လူတို့အဲ့ဒီငမခေါမဘေးကိုရှင်ဆိုင်ခဲ့ပါတယ်ဒါကဘာလဲဆိုရင်လောကရန်ကိုရှင်ဆိုင်နိုင်အောင်ရှေ့ကနေနမူနာတင်ပေးတာဖြစ်ပါလူသူတော်ကသုံးမစကားပြောတာထက် ကိုကိုတန်းကရှေ့ကနေပြီးတော့တန်ပြအဖြစ်နေပြတာကပုံမူထရောက်ပါတယ်လောကနဲ့ရှိပါရှိတဲ့လာဘအလာဘယတာအာယတာနေနာပတနာဒုက္ခဒုက္ခံတို့တဲ့လောကနဲ့ရှိပါပေါ့ဒီဘဥဒ္ဒါတူပွားခြင်းတို့ရဲ့လာဘလောကတံဒီဘဥဒ္ဒါတောယုတ်ပြသိခြင်းဆိုတဲ့အလာဘလောကတံအချံယံပေါ်ပြခြင်းဆိုတဲ့ယတာလောကတံအချံယံနေပါခြင်းဆိုတဲ့အာယတာလောကတံချမ်းသာခြင်းဆိုတဲ့ ဒုက္ခလောကဒံဆင်းရဲခြင်းဆိုတဲ့ဒုက္ခလောကဒံချီးမွမ်းခြင်းဆိုတဲ့ပတနာလောကဒံရဲ့ကဲ့ရဲ့ခြင်းဆိုတဲ့နေနလောကဒံရဲ့ဒူတွေဆိုတာအဲ့ဒီလောကဒံဆိုတာရှောင်ရှားလို့မလွတ်ပါဘူးတဲ့နော်လောကဒံကိုကြံ့ကြံ့ခိုင်ရှင်းတိုင်နိုင်ရပါသည်ဥဒင်းဗျာလေယတိထုတာကဗုဒ္ဓဘာသာမှာရှိလာတယ်သူတို့ကကျင့်တယ်ကိုကျင့်တာလေတဲ့ထေရဝါဒအယူလာဗျာတဲ့ ဥဒင်းတို့တာသနာတင်မှာယတိမဟုတ်ကောင်းပါဘူးယတိဆိုတာတာသနာကိုပြတိသေးတယ်လို့တလာယတနာတန်ယုံမှာဖော်ပြထားပါတယ်သူတို့မှလည်းအချင်းရှိတာမှန်ပေမဲ့တာသနာတင်မှာယတိမဟုတ်ကောင်းဘူးလို့ပြောတာရှိပါတယ်ဒါပေကလေဘုရားသာပေကသာပေမှာဘုရားသာဘုရားသာပေမှာယတိရှင်မျိုးရှိတယ်လို့ပြောပါတယ်နံပါတ်1ဟိုတာသမီနဲ့အတူနေပြီးတော့ပြတိဥစ္စာဆူတောင်းတဲ့ယတိရှိတယ် နံပါတ်1ကကြတော့ကောက်တင်းကောက်စား၍နေတော့ရသေးရှိမယ်နံပါတ်3ကကြတော့စံပဲကိုအလူခံပြီးတော့ချက်သားတော့ရသေးရှိမယ်နံပါတ်4ကကြတော့ကြပိသမင်းကိုအလူခံပြီးစားတော့ရသေးရှိမယ်နံပါတ်5ကကြတော့မိမိတွားဖြစ်တာစားတော့ရသေးရှိမယ်နံပါတ်6ကကြတော့တိခောက်ကုံကိုစားတော့ရသေးရှိမယ်နံပါတ်9ကကြတော့အလိုလိုကြွေကြတော့တီတီကိုယ်တော်စားတော့ရသေးရှိမယ်နံပါတ်6ကကြနံပါတ်7ကကြတော့ တပည့်မှာရှိတဲ့တတိတွေကိုခြွေချပြီးစားမဲ့ယသိရှိတယ်။ဒါကဗုဒ္ဓစာပေတဲ့ယသိရှိမျိုးပေါ့။ယသိဆိုတာဥဒ္ဒနထေရဝါဒနဲ့လုံးဝမဆိုင်ပါဘူး။နော်။ထေရဝါဒဗုဒ္ဓသာသနာမရှိပါဘူး။ယသိဆိုတာကသာသနာပကာလမှာပဲရှိသင့်မဲ့အရာဖြစ်ပါတယ်။ယနေ့ခေတ်လိုသာသနာသင်မှာယသိတွေမရှိသင့်ပါဘူး။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။မနက်ဖြန်ဘာဖြစ်မလဲတဲ့။မနက်ဖြန်ထက်တေမင်းက တေးချင်းတရားကပို့ပြီးရနေပါရဲ့ဆန့်တော်လက်မကွေးမီကွေးတော်လက်မဆန့်မီတေးနိုင်ပါလေနေမြင်ညာပြညာမြင်နေပြဒါရီရရှိပါလေနော်ကိုကျွန်တော်အင်္ဂုတ္တရနိကေမှာပါတဲ့ဒီမရဏနုဒတိအကြောင်းလေးကိုမျှော်ရရှင်ပါလေရန်တဘာကနေပြီးတော့ငါဒီနေ့တရက်လောက်အသက်ရှင်ကောင်းပါပဲအဲ့ဒီမှာငါတရားနှလုံးသွင်းမယ်ပေါ့ ဒါတရားပါနောက်တစ်ယောက်ကကျတော့ငါတနေ့တော့အသက်ရှင်ရင် ကောင်းမှာပဲငါတရားနှလုံးသွင်းဖို့ပေါ့နောက်တစ်ယောက်ကကျတော့သွန်တနတ်သာအသက်ရှင်ရင်ကောင်းမှာပဲငါတရားနှလုံးသွင်းဖို့ပေါ့နံပါတ်၄ကကျတော့သွန်လေးငါလုစာအသက်ရှင်ရင်ကောင်းမှာပဲတရားနှလုံးသွင်းနိုင်တာပေါ့နံပါတ်၅ကကျတော့သွန်တလုစာအသက်ရှင်ရင်ကောင်းမှာပဲတရားနှလုံးသွင်းနိုင်ဖို့သူကအဲ့လိုတွေးတာ နောက်နံပါတ်6ရပုဂ္ဂိုလ်ကကြတော့ငါဝင်လေလေးဝင်လေလေးဝင်နေစဉ်အတော်တွင်းထွက်လေလေးထွက်နေစဉ်အတော်တွင်းလေအသက်ရှင်ကောင်းမှာပဲတရားနှလုံးသွင်းနိုင်ဖို့ပဲ6ရအဲ့ဒီကမှာမေတ္တာပြကိုလျှောက်တဲ့အခါမှာမေတ္တာပြကလေဝင်နေစဉ်အတော်တွင်းရဲ့လေထွက်နေစဉ်အတော်တွင်းရဲ့အသက်ရှင်ရင်ကောင်းမှာပဲလို့နှလုံးသွင်းတဲ့ယံကိုမေတ္တာပြကချစ်ကျူးပါတယ်တိုးတော့အဲ့ဒီ6ရလုံးကတော့ မသက်ပြချီကျူးတယ်တိုးတော့နံပါတ်6ကိုပဲပို့ပြီးချီကျူးပါတယ်ဒါဘာကိုပြတာပြတာလဲဆိုလို့ရှိရင်မသက်ပြဘာကြောင့်သူ့ကိုချီကျူးရတာလဲဆိုလို့ရှိရင်မနှက်ဖြန်ထက်မနှက်ဖြန်တော့ဝေးပါတယ်တော်တောင်းနေနောက်တနာကြီးတော်တယ်နောက်နာကြီးကအတော်တွန်းထက်တင်းမင်းကတင်းတင်းတရားကပို့ပြီးနှိမ့်ဆက်လို့ပါ